အားလုံးပဲမင်္ဂလာပါဆီယမား page ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဆီယမားတို့အခုဒီ9လပိုင်းထဲမှာအလုပ်ကင်ခံကျမတွေစီးပွားရေးနဲ့ပတ်သက်တဲ့ကံကျမတွေတိုးတက်လာမယ့်နေ့နဲ့ညချောင်းပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးနော်ပထမအဆုံးအနေနဲ့ကတော့တနင်္လာသားသမီးတွေဖြစ်ပါတယ်။တနင်္လာသားသမီးတွေကတော့ကိုယ့်ရဲ့အလုပ်ကိုင်းနဲ့ပတ်သက်တဲ့ကံကြမ္မာတွေတော်တော်လေးကိုမှအဆင်ပြေလာနိုင်ရရှိတယ်။ဆိုတော့မမျှော်လင့်ပဲနဲ့အလုပ်ကိစ္စတာမျိုးလေးတွေရှိနိုင်တယ်လို့မျိုး။ဒါတော်တော်များများကလည်းအလုပ်မရသေးဘူး။အကယ်လို့များအလုပ်လျှောက်ထားတဲ့သူတွေဆိုရင်လည်းဒါအ ်အခုလတဲ့မှာတေချာဘက်ကမှအလုတ်ရရှိလာနိုင်နေဆိုတဲ့အနေအထားမျိုးလေးတွေမြင်ပါတယ်အလုတ်ကန်ကန်ရမှာကောင်းလာနိုင်တယ်လို့မြင်ပါတယ်နောက်နေ့နံတစ်ခုကတော့အင်္ဂါသားသမီးတွေဖြစ်ပါတယ်အင်္ဂါသားသမီးတွေကတော့တခြားဒီနေမြေခြားနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေလုပ်မယ်ဆိုတော့အရင်ကမှအကျိုးပေးတယ်ပေါ့နော်ဆိုတော့အကယ်လို့များဆီယမားတို့ကဒီနိုင်ငံသားထွက်ဖို့အတွက်ကိုမှရည်ရွယ်ထားတယ်ဆိုရင်နော်နိုင်ငံသားကံနဲ့ပတ်သက်ပြီးတော့အဆင်ပြေလာနိုင်တယ်နိုင်ငံသားကံပြော်လေးကိုမှထူးခြားကောင်းမွန်လာနိုင်တယ်ဆိုတော့ အနေအထားမျိုးလေးတွေမြင်ပါတယ်ဆိုတော့ဒါနိုင်ငံသားသွားဖို့အတွက်ကိုမှနှောက်နေတာတွေကြက်ကြတာတွေရှိနေတဲ့သူတွေအနည်းနဲ့ဆိုရင်လည်းဒါတော်တော်လေးကိုမှကံကောင်းခြင်းတွေမမျော်လင့်ပဲနဲ့ကြုံရနိုင်တယ်မမျော်လင့်ပဲနဲ့ကံကောင်းခြင်းတွေဒါရှိလာနိုင်တယ်လို့တော့မြင်ပါတယ်ဆိုတော့နိုင်ငံသားကံနဲ့ပတ်သက်ပြီးတော့ဆက်ဆက်အရာအဆင်ပြေလာတာမျိုးလေးတွေတော့ကြုံရနိုင်ပါတယ် နောက်နေ့နဲ့တကူကတော့တောက်ချသားသမီးတွေဖြစ်ပါတယ်။တောက်ချသားသမီးတွေကလည်းဒါအခုလာရင်မှကံကောင်းတယ်။ဆိုတော့ကိုကအလုံးနဲ့ပတ်သက်ပြီးတော့မှပို့ပြီးတော့မှလုပ်ငန်းအသစ်တွေချဲ့ထွင်တဲ့ကိစ္စရဲ့အမျိုးတွေကိုရဲ့အလုပ်ထဲမှာလည်းရာထူးတိုးတာပဲဖြစ်ဖြစ်ဘောနပ်ရတာပဲဖြစ်ဖြစ်နော်ဒီလိုမျိုးကံကောင်းခြင်းတွေကိုချိန်လီပေါ့ကမှကြုံတွေ့ရနိုင်တယ်ဆိုရက်ဒီထားမျိုးလေးတွေမြင်ပါတယ်။ဆိုတော့မမျှော်လင့်ပဲနဲ့ဒါအလုပ်ခိုင်ကန့်ချင်ပါလေထူးခြားပြီးတော့ကောင်းမွန်လာနိုင်တယ်ဆိုရက်ဒီထားမျိုးလေးတွေရှိပါတယ်အလုပ်ခိုင်ကောင်းလာနိုင်တယ်လို့တော့မြင်ပါတယ်။နောက်နေ့နံတစ်ခုက ပါတော့ဂျာတာပရိသတ်သမီးတွေဖြစ်ပါတယ်ဂျာတာပရိသတ်သမီးတွေကလည်းဒါအခုရှေ့အနေနဲ့နေလို့ပဲကံကောင်းလာနိုင်တယ်ဆိုတော့အဲအလုတ်ကင်နဲ့ပတ်သက်ပြီးတော့စာတင်ကြိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေအလုတ်လုတ်ကင်မဲ့သူတွေဆိုရင်လည်းအရင်ကံကောင်းတယ်ဒါကိုကတခြားသူကိုပညာသင်ပေးတဲ့အရာမျိုးတွေဆိုရင်လည်းအရင်ကမစည်းပွားဖြစ်လာနိုင်တယ်ဆိုတော့အနေထားမျိုးလေးတွေမြင်တဲ့မျော်လင့်မင်းနဲ့အလုတ်ကင်ကံကြမှာကောင်းပြီးတော့ဒါငွေဝင်လာနိုင်တယ်ဆိုတော့အနေထားမျိုးလေးတွေရှိပါမယ် နောက်နေ့နဲ့တစ်ခုကတော့စနေသားသမီးတွေဖြစ်ပါတယ်စနေသားသမီးတွေကတော့ကျမတို့နေ့နဲ့နေ့မှာကန့်အကောင်းဆုံးလို့ဆိုရမှာအခုဒီ၅လပိုင်းထဲမှာစနေသားသမီးတွေတော်များများကတော့အလုပ်ကန်ကန်ကျမကိုမကန်ကောင်းလာနိုင်ရင်ဆိုတော့မမြော်နေမယ်နဲ့အလုပ်ရနိုင်နေဆိုတော့ကိစ္စရရမျိုးတွေမမြော်နေမယ်နဲ့ကိုဒါ မျောလင့်ထားတဲ့အလုပ်ကြားလာတာမျိုးတွေเนาะအဲ့လိုမျိုးကိစ္စရပ်လေးတွေကြုံရနိုင်ပါတယ်ဆိုတော့အလုပ်ကိုင်းတဲ့ပတ်သက်တဲ့ကံကံမာတွေကတော့တခြားနေနယ်နေထောက်ကိုမှထူးခြားကောင်းမွန်လာနိုင်တယ်အကယ်လို့ဒါအခုကြီးနေတဲ့သူကတခြားကံမီတို့ဘာမှလုပ်တဲ့သူတွေအနေနဲ့ဆိုရင်လေဒါမမျောနေမဲ့လာစာရတာလာစာတိုးတာမျိုးတွေရာယူတိုးတာမျိုးတွေကံကံမာလေးတွေကြုံရနိုင်တယ်လို့တော့မြင်ပါတယ်ဆိုတော့ကျမပြောသွားပြီးပြောသွားပြီးတာကတော့အခု9လပိုင်းနေမှာကံကောင်းလာမယ်နေနဲ့ကြောင့်ပြောသွားပြီးရဖြစ်ပါတယ်ရှင်